မင်္ဂလာပါရှင်ဇွန်လ၈ရက်တနင်္ဂနွေနေ့ရက်ဒုတိယကြိမ်ပြည်တွင်သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့မြန်မာအမျိုးသမီးတဦးကိုဇနီးမယားအဖြစ်တရားမဝင်ပေါင်းသိမ်းခဲ့တဲ့တရုတ်နိုင်ငံသားအားထောင်ဆယ်နှစ်အမိန့်ချတဲ့သတင်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတဦးကိုဇနီးမယားအဖြစ်တရားမဝင်ပေါင်းတင်ခဲ့တဲ့တရုတ်နိုင်ငံသားချန်ရှောက်ထောင်ဆိုသူကလူကုန်ကူမှုတားဆီးနေနေဥရီပုံမှန်35အရာမဟာအောင်မြေခရိုင်တရားရုံးကစွန်လ၄ရက်တွင်အလုံးနဲ့ထောင်နဲ့ဆယ်နှစ်ကြာခံစီရင်အမိန့်ချမှတ်လိုက်ကြောင်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့ထံမှသိရပါဗျာ ဖြစ်စဉ်မှာ AR တိုင်းဒေသကြီးမြောင်းမြမြို့ဂန်းကုန်မြိုင်ရက်ွက်လေးလံတွင်နေထိုင်တဲ့ကိုကိုနိုင်စုသူအမျိုးသားကမြောင်းမြမြို့နယ်နေအသက်20အရွယ်အမျိုးသမီးတဦးအားတရုတ်ယောက်ျားနဲ့တနေ့ပေါင်းသိမ်းမှာကဝေချက်350ရမယ်လို့ပြောဆိုစီရင်ပြီးမူဆယ်သူခီးတဲ့တင်းရင်ဖြင့်ခေါ်ဆောင်ပြီးဝေစာတဦးနဲ့ချိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီးဝေစာကအစုပါမြမအမျိုးသမီးငယ်ကိုတရုတ်နိုင်ငံရွှေလီမြို့သို့ခေါ်ဆောင်သွားခဲ့ပြီးနောက်တရုတ်မြို့သားခြံရှောက်ထောင်ထံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်တင်ဆက်ပေးမှာကတော့နမောက်တွင် PDF ကကျောင်းတင်းဝင်ရောက်ခါကျောင်းဆရာမကြီးကိုတက်ဖြတ်မှုဖြစ်ပွားတဲ့တွင်ဖြစ်ပါတယ်။မကွေးတိုင်းဒေသကြီးနမောက်မြို့နယ်တွင် PDF ကျန်းဖတ်ဖွဲ့ကကျောင်းဆင်းချိန်ကျောင်းတင်းဝင်ရောက်ခါကျောင်းဆရာမကြီးကိုတက်နှစ်ဖြစ်ပြစ်ခတ်တဲ့အပြင်ဓာတ်ဖြစ်ခုတ်တက်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ဖြစ်စဉ်မှာဇွန်လ6ရက်ညနေပိုင်းက နမောက်မြို့နယ်ရှိအခြေခံပညာမူလာတန်းလုံချောင်းတွင် အသက်46နှစ်အရွယ်ရှိဦးလာတန်းလုံချောင်းဆရာမကြီးဒေါ်ရီထွေကို PDF အမိခံစက်ဖက်သမားများကကြာဝင်တွင်သူဆိုင်ငယ်၃စီးဖြင့်ရောက်ရှိလာပြီးတနက်ဖြန်ပြစ်ခတ်ခြင်းဓာတ်ဖြင့်ခုတ်တက်ခဲ့တဲ့အတွက်အခင်းဖြစ်နေရာတွင်တည်ဆုံသွားခဲ့ကြောင်းသိရှိရပါတယ်ရှင်။ နောက်ထပ်တင်ဆက်ပေးမှာကတော့လာရှုတွင်တက်တာတဲ့ဈေးဖြင့်ဆန်ရောက်ချပေးတဲ့တွင်ဖြစ်ပါတယ်။ဆန်ဈေးနှုန်းများဆက်တိုက်မြင့်တက်လာမှုကြောင့်လာရှုဆန်ဆိုင်တချို့တွင်တက်တာသောဈေးနှုန်းများဖြင့်ဆန်များစီစဉ်ရောက်ချပေးနေကြောင်းသိရပါတယ်။လက်ရှိဖြစ်ပေါ်နေတဲ့ပြင်ပပေါက်ဈေးထက်လျှော့ချပြီးအချိန်အကန့်အသတ်ဖြင့်ရောက်ချပေးနေကြောင်းလည်းသိရပါတယ်။လျှော့ဈေးဖြင့်ရွှေဘိုဘောဆန်တပီငွေကျပ်8000အမထဆန်တပီငွေကျပ်9000နှုန်းဖြင့်ဆန်ဆိုင်တချို့တွင်နေ့လယ်12နာရီထိရောက်ချပေးခဲ့ကြောင်းသိရပါတယ်ရှင်။ နောက်ဆုံးတင်ဆက်ပေးမှာကတော့ရွာမီးပေးတဲ့မိဆက်ကို PDF များလူရဲ့ယူဆောင်သွားမှုရေပြူတွင်ဖြစ်ပွားတဲ့တည်င်းဖြစ်ပါတယ်။တနင်္လာရီတိုင်းဒေသကြီးရေပြူမြို့နယ်ပရတက်ကျေးရွာကရွာမီးပေးနေတဲ့မိဆက်ကြီးကို PDF တွေလာရောက်ယူဆောင်သွားတာကြောင့်ဒေသခံတွေအခက်အခဲနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာ PDF အကြံဖတ်အင်အား20ခန်းကဇွန်လ5ရက်မွန်လယ်တနားရီကန်ကကြေးရွာအတွင်ကို ရောက်ရှိလာပြီးအစိုးရမိဆက်ကြီးကိုလာရောက်ယူဆောင်သွားခဲ့ကြတာဖြစ်တယ်လို့ဒေတာသတင်းတွေကပြောကြားကြောင်းသိရှိရပါတယ်ရှင်။